ကောင်အပေါင်းတို့မင်္ဂလာပါရှင်ရွေးရော်ကော channel ကနေဆီယမရှက်တီကလေးစားစွာကြိုဆိုပါတယ်ခင်မင်သူအားလုံးကျေးမှချမ်းသာကြပါစေရှင်ဒီနေ့ဆီယမတက်ဆက်ပေးမှာကတော့2025နိုဝင်ဘာလတလလုံးတွင်ဂျာတာဘရီဖွာဂျာတာဘရီနေ့ဝေဖွာသူများအတွက်အထူးဖို့စတန်ဖြစ်ပါတယ်ရှင် ဘုံတကူရှင်ဂျူပီတာဂျူရဲ့စွမ်းအင်ကိုပိုင်ဆိုင်ထားတဲ့ဂျာတာဘရီဘွားတို့ဟာယူသားချင်းဉာဏ်ပညာကြီးမားခြင်း၊ကံကောင်းခြင်းတွေကိုမွေးရပါရရှိထားတဲ့သူတွေဖြစ်ပါတယ်။နိုဝင်ဘာလမှာဒီအာသာချက်တွေကိုဘလို့အကောင်းဆုံးအသုံးချပြီးတော့ဘဝမှာတိုးတက်အောင်မြင်မှုတွေရယူမလဲဆိုတာမြန်မာယူရပေးတဲ့ပညာနဲ့အနောက်တိုင်းတို့ရဲ့နက်ခက်ပေးတဲ့တို့ပေါင်းဆက်ပြီးတော့အသေးစိတ်ဖော်ထုတ်ပေးမှာဖြစ်ပါတယ်။ ဒီလမှာဒါတာဘေးပေါ်တို့အတွက်အဓိကတော့ချက်တစ်ခုကတော့အတွင်းစိတ်ကိုပြန်လဲဆက်စစ်ခြင်းပါပဲ။ဘာကြောင့်လဲဆိုတော့တင်းတို့ရဲ့အုတ်ချုပ်သူဂျူဟာနိုဝင်ဘာလမှာနောက်ပြန်လဲလာပြီးတော့တင်းရဲ့အတွင်းစိတ်အင်းကိုဥတည်နေလို့ဖြစ်ပါတယ်။ဒီအခွင့်ကိုဘလို့သုံးချမလဲဆိုတာစစ်ကြည့်အောင်လားရှင်။နိုဝင်ဘာလမှာအလုံးစုံကျမ်းမှာ အလုံးစုံကံကြမ္မာညီသက်ချင်းစီကိုဥတည်နေပါတယ်။ကြာသာရေးပွားဆိုတာမျောလင့်ချက်နဲ့အကောင်းမြင်စိတ်တွေပြေဝနေတဲ့သူတွေဖြစ်ပါတယ်။နိုဝင်ဘာလမှာတော့ဒီအချိန်အဟုန်ကိုအနည်းငယ်နှိကွေးပြီးတော့အတွင်းစိတ်ကိုဦးစားပေးရပါလိမ့်မယ်။မြမရိုးရာသုံးသက်ချက်အရာဒီလဟာကြာသာပရိဂျုံမင်းအတွက်ကံကောင်းခြင်းတွေဖြည်းဖြည်းချင်းဝင်ရောက်လာမယ်လာတလဖြစ်ပါတယ်။လောက်ကိုင်းတဲ့စီပေါ်ရေးမှာတော့ခိုင်မာတဲ့အုတ်မြစ်ချရမယ်။ အချိန်လေးဖြစ်ပါတယ်ရုပ်တရက်အောင်မြင်တာတဲ့ရည်ရှိအတွက်ကြိုတင်ပြင်ဆင်တာကပို့ပြီးတော့အကျိုးကျေးဇူးများပါလိမ့်မယ်မြမရိုးရအရာမိမိကိုယ်တိုင်ရဲ့အမားသို့မဟုတ်အားနည်းချက်ကိုပြန်လည်သုံးသပ်ပြီးတော့ပြင်ဆင်တဲ့အချိန်လေးဖြစ်ပါတယ်။ကျန်းမာရေးနဲ့ပတ်သက်သောကိစ္စတွေကိုလည်းလေးပြီးပြီးတော့ယူဆိုင်တင်ပါတယ်။နောက်တိုင်းဗီရီဟော့စတန်အရာနိုဝင်ဘာလ17ရက်နေ့မှာ သင်တို့ရဲ့အုပ်ချုပ်သူဂျိုဖြစ်တဲ့ဂျူပီတာဂျိုဟာနောက်ပြန်လှည့်လာပါလိမ့်မယ်။နောက်ပြန်လှည့်နေရကြောင်းဒီအခါမှာအပြင်းပန်းတိုးတက်မှုတွေဟာနှေးကွေးပြီးတော့မိသားစုအင်အားစိတ်ကံစားမှုလုံခြုံရေးစတဲ့ကဏ္ဍတွေမှာအာယုံဆိုင်ရာနေရာဖြစ်လာပါလိမ့်မယ်။အင်နော်ရင်းနဲ့ပတ်သက်တဲ့ဆွေးနွေးဆုံးဖြတ်ချက်မှုတွေလည်းပြုလုပ်ရပါလိမ့်မယ်။ အတိတ်ကစိတ်ကံစားမှုအရင်းခံတဲ့ပြဿနာတွေကိုလည်းပြန်လည်ဖြေရှင်းမှုအကောင်းဆုံးအချိန်ဖြစ်ပါတယ်။အတိတ်ကသတိပြုရန်ကတော့အခြားသူတွေရဲ့ကိုယ်ရေးကိုယ်တာကိစ္စတွေမှာဝင်ရောက်ဆက်ဖက်ခြင်းကိုရှောင်ရှားရပါလိမ့်မယ်။သင်ရဲ့စိတ်မှန်တဲ့ကံကောင်းခြင်းသည်သင်မိသားစုနဲ့ကိုယ်ပိုင်နေအိမ်မှာစတင်ပါတယ်။ငွေကြီးနဲ့စီပွားငွေကြီးစီပွားရေးအတမူပံကြောင့်ပြည်စာတွေပြောရမယ်ဆိုလို့ရှိရင်တော့ငွေကြီးကံနဲ့စီပွားရေးကံကမှဂျာတာဘေးပွားတို့အတွက်တည်ငြိမ်နေပြီးတော့ အခြေခံကောင်းဖို့အောင်တည်ဆောက်ရမယ်လတလဖြစ်ပါတယ်လုပ်ငန်းခွင်မှာမိမိရဲ့အတွေ့အကြုံနဲ့ဉာဏ်ပညာကိုအားကိုးရပါလိမ့်မယ်အကြီးအကဲဆရာသမားများရဲ့အကူအညီနဲ့ထောက်ခံမှုတွေကိုလည်းရရှိနိုင်ပါတယ်ဒီလာထဲမှာအလုပ်ပြောင်းလဲခြင်းသို့မဟုတ်အကြီးစားစွန့်စားခြင်းတွေကိုခਿੱတဆိုင်ငံ့ထားထားရပါမယ်။လက်ရှိအလုပ်ကိုအသေးစိတ်ပြန်လည်စီမံခံွယ်ခြင်းဟာပုံမှန်အကျိုးရှိပါလိမ့်မယ်။ ဥပဒေဘာသာရေးပညာရေးနဲ့လုပ်ငန်းငန်းလုပ်ကိုင်နေသူတွေကတော့ပုံမှုပြီးတော့ကံကောင်းနိုင်ပါတယ်။ငွေကြေးကံကတော့ငွေငွေလမ်းကြောင်းကမိသားစုသို့မဟုတ်အင်ချယ်မီရနေတဆင့်ပုံမှုပြီးတော့ငွေငွေတွေရရှိနိုင်ပါတယ်။ဒါပေမဲ့ဂျူပီတာဂျိုနောက်ပြန်လှည့်နေတဲ့အတွက်ရင်းနှီးမြုပ်နှံမှုအတက်တွေမစတင်ဘူး။စတင်ဖို့တော့မတင်တော့သေးပါဘူး။အတိတ်ကပြီးတဲ့ခြေငွေအကျွေးတွေပြန်ရဖို့ကြိုးစားတင်တဲ့အချိန်လေးဖြစ်ပါတယ်။ချုံတီးခြင်းနဲ့အနှအပပစ္စည်းများတွေ့ မိကုံကျင်းကိုတော့တရေထားစေချင်ပါတယ်။ပစ္စည်းအဟောင်းပြင်ဆင်တာမျိုးတွေအတွက်လည်းကုန်ကြစေသည့်ဖြစ်ပေါ်နိုင်ပါတယ်။ရှောင်းရံအနေနဲ့ကတော့အလွန်အကျွံအကောင်းမြင်စိတ်နဲ့စီကျင်းကြောင့်အန္တရာယ်များသောဆုံးဆုံးမှုတွေကိုတော့ရှောင်ရှားတင်ပါတယ်။ရွှေရောင်သို့မဟုတ်အဝါရောင်ရေရနာလေးတွေကိုတော့ပြန်ပြန်ဝတ်ဆင်ပေးတင်ပါတယ်။ဂျူပီတာဂျူဂျူပီတာဂျူဆွမ်းအင်ကိုထောက်ခံပေးပြီးတော့ငွေကြီးကံကိုမြင့်တင်ပေးပါလိမ့်မယ်။ ချစ်ချင်းမြတ်တာနဲ့လူမှုဆက်ဆံရေးပိုင်းကိုတင်ပြအမယ်ဆိုရင်တော့အခြေအမှတော့ကြာတာဘေးဘွားတို့ရဲ့ပွန်လင်းမြင်တာမှုဟာအင်းအောင်ကြီးတာယာမှုကိုပေးပါလိမ့်မယ်အင်းအောင်ရှင်ရဲ့ချစ်သူဆုံးတွဲတဲ့ဒီလားဟာအင်းအောင်ဘက်နဲ့စိတ်ပိုင်းဆိုင်ရာနဲ့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 ချိန်ဆမှုကိုဖန်တီးရမယ်လတ်တလာလည်းဖြစ်ပါတယ်စိတ်ခံစားမှုနဲ့ဆိုင်တဲ့ပြဿနာဟောင်းတွေကိုပြန်လည်ဆွေးနွေးဖြေရှင်းပါမိဘဆွေမျိုးများရဲ့ကိစ္စတွေကိုအတူတူပိုင်းဝန်းဖြေရှင်းနိုင်ပါတယ် လေးရာရီကိုကြိုးစားနေသူတွေအတွက်တရင်ကောင်းလေးကြာရနိုင်ပါတယ်။တူနှစ်တူလေးစားယုံကြည်မှုကိုပုံမှုတည်ဆောက်တဲ့နဲ့အခြေဖြစ်ပါတယ်။လူပြူအပြိုတွေအနေနဲ့အခြေအကံကောင်းပေမယ့်လို့အလင်းစလိုမတည်မြဲတဲ့ဆက်ဆံရေးမျိုးတော့ရှောင်တဲ့ပါတယ်။တင်းနဲ့ဘာသာရေးအတွေးခေါ်ခြင်းမတူညီသူတွေကနေချစ်သူဖြစ်လာနိုင်ပါတယ်။ဒီလာထဲမှာစိတ်ကူးရင်ချင်မျိုးတဲ့တွေ့ကြကြ ခင်ခင်မေမေရင်းနှီးမှုအခြေခံတဲ့ဆက်ဆံရေးကိုလည်းဦးစားပေးတင်ပါတယ်။လူမှုရေးပွဲတော်တွေတဲ့တင်တန်းသို့မဟုတ်ဘာသာရေးပွဲတွေကနေချစ်သူဥတ္တိတွေ့နိုင်ပါတယ်။အထူးကထားလှူဆောင်ရမှာတော့ပီကန်ချစ်ခင်ခြင်းကိုအရင်ခံပါ။သို့တော့မိမိရဲ့တန်ဖိုးကိုတော့မလျှော့ချလိုက်ပါနဲ့။ ကျမရဲ့ရေဒီယာအနေနဲ့ပြောရမယ်ဆိုလို့ရှိရင်တော့ဒီတစ်လလုံးစေရောကိုပါကျမပြီးတော့ဘုံကံမြန်မာနေစီဖို့အတွက်ရေဒီယာကဏ္ဍကတော့အထူးရည်ကြီးပါတယ်ကျမရဲ့အနေနဲ့ကြာတာပဲဘွားတို့ဟာအစာအိမ်အသေးနဲ့ကိုယ်လေးချိန်တက်ခြင်းကိုတော့တည်ထားရပါမယ်ဂျူပီတာကနောက်ပြန်တည်နေတာကြောင့်စိတ်ထဲကြံလွယ်တာတွေစိတ်ကူကံမျိုးတွေဖြစ်တတ်ပါတယ်တဘောဝစီပဝင်အစားစာများကိုလည်းစားသုံးပေးတင်ပါတယ်။အဝါရောင်ရှိတဲ့အတီးနံနဲ့မျက်ပြောသည်တရက်သည်တမောသည်စားတဲ့ အဝါရောက်ရှိသောအသေးစံများကိုများများစာပေးတင်ပါတယ်။လမ်းလျှောက်ခြင်းအပန်းပြေခီးထွက်ခြင်းတွေကလည်းစိတ်ကြည်မှုကိုရှင်းချပေးပါလိမ့်မယ်။မြမအယူရရေရရာတော့ကြာသာပေးဖို့အတူရေရရာလေးနဲ့ပြောမယ်ဆိုရင်အဝါရောင်ပန်းတွေကိုအဝါရောင်ပန်းလှူဒန်းခြင်းကြာသာပရိနေမှာအဝါရောင်ပန်း19ခွင်ကိုမြတ်စွာဘုရားရှင်ကကတ်လူပူဇော်လှူဒန်းပေးပါ။ဒါဟာတကူဘုံတကူကြီးပွားဖို့အတွက်ဘုံတကူကြီးပွားစေပြီးတော့ကံကိုလည်းပွင့်စေပါလိမ့်မယ်။ ရေတန်းလူတန်းချင်းစာတင်ကြောင်းသို့မဟုတ်ဘာသာရေးအစအော်များတွင်ရေတန်းလူတန်းချင်းကိုလည်းပြုလုပ်ပေးပါဉာဏ်ပညာပွင့်လင်းစေပြီးတော့လုပ်ငန်းတွေအဆင်ပြေဖို့အတွက်အထူးကောင်းမွန်လာပါလိမ့်မယ်အကြီးကဲတွေကကတော်ချင်းဒီလားထဲမှာမိမိတဲ့အသက်ကြီးသူကိုတိတ်ခါကြီးမှသူဆရာမိဘများကိုတွားရောက်ကတော်ချင်းလက်ဆောင်ပေးခြင်းဖြင့်ဘုန်းကံတူပါစေပါလိမ့်မယ်နိုဝင်ဘာလ အချိန်အပိုင်းနဲ့ခွဲခြမ်းစိတ်ကပြောရမယ်ဆိုရင်နိုဝင်ဘာလ1ရက်ကနေ10ရက်အတွင်းမှာအလုပ်အကိုင်းစီးပွားရေးစတင်ဖို့အကောင်းဆုံးအချိန်ဖြစ်ပါတယ်။နိုဝင်ဘာလ17ရက်နေ့ကနေပြီးတော့20ရက်နေ့မှာဆိုရင်ဂျူပီတာနောက်ပြန်တဲ့ချိန်မိသားစုအင်းရကိစ္စတွေကိုအာရုံစိုက်ပြီးတော့အပြောင်းအလဲများကိုစိုက်ငံ့တဲ့အချိန်ဖြစ်ပါတယ်။နိုဝင်ဘာလ22ရက်ကနေ30ရက်မှာတော့စိတ်ကြံစားမှုပြန်လည်တည်ငြိမ်လာမှာလို့ ပညာရေးနဲ့ကြီးသွားလာမှုကိစ္စတွေကိုအောင်မြင်နိုင်ပါတယ်ဒီတော့ကြာသပတေးဘွားတော်က2025နိုဝင်ဘာလကဘဝအခြေခံကိုခိုင်မအောင်တည်ဆောက်ရမယ်ရင့်ကျက်တဲ့လတ်တရင့်ကျက်တဲ့လတ်တလဖြစ်ပါတယ်အလင်းစလုံးမလုပ်ပဲအတွင်းစိတ်ကလူလာချက်ကိုနားထောင်ပြီးတော့ရှစ်စစ်တင်ပါတယ်ဉာဏ်ပညာနဲ့စိတ်ခံစားမှုကိုချိန်ခွေရှာမှာညှိနှိုင်းမယ်ဆိုရင်ဒီနာတဲ့အတွက်ဘဝတင့်ဘဝရဲ့အရေးကြီးတဲ့အလှည့်အပြောင်းတွေကိုဖြစ်ပေါ်စေပါလိမ့်မယ် ဒီလာရဲ့စောင်ပုတ်ကတော့တိုးတက်မှုနှစ်ခွေအတင်းစိတ်တည်ငြိမ်ဖြစ်ပါတယ်။အလုံးမဲ့ကံကောင်းခြင်းနေနဲ့စိတ်ချမ်းသာခြင်းနေပဲစိတ်နှိမ်ကြပါစေရှင်။နောက်ထပ်ဝိနံပွားတွေအတွက်ဟောစတန်လေးတွေကိုဆရာမဆက်လက်တင်ဆက်ပေးသွားမှာဖြစ်မှာမို့ရိုးရပေါ် channel ကို like and subscribe တိုးခဲ့ပေးပါဦးနော်။နောက်ထပ်ဘလူးဖီရင်အကြောင်းအရာလေးတွေကိုသိကျင်နေဆိုတာကိုလည်း comment မှာရေးပေးခဲ့ပါအောင်ရှင်။အလုံးမဲ့ကံကောင်းကြပါစေ။